โอเคကျွန်တော်ဒီတကတော့ကျွန်တော်အားလုံးစောင့်နေတဲ့ကွာတာအီဗန်ကကျွန်တော်တို့အပန်းဆော်မှာလာနေပဲဖြစ်ပါတယ်။ကျွန်တော်ဒီအီဗန်ကတော့ကျွန်တော်အားလုံးသိတဲ့အတိုင်းပဲအဲဒီအီဗန်မှာပါတဲ့ကွာတာစကင်တွေကိုကျွန်တော်တို့ကစိတ်ကြိုက်ရွေးချယ်ပြီးတော့လဲလဲဝယ်လို့ရမှာဖြစ်ပါတယ်။ကျွန်တော်ကွာတာစကင်တွေအကုန်လုံးတော့မပါဘူးပေါ့နော်။ဒါပေမဲ့လို့လည်းအနည်းလုံး၄၅၆ကောင်တော့ပါမယ်။အဲ့ဒီမှာကိုကြိုက်တဲ့ကွာတာစကင်တစ်ကောင်ကိုကျွန်တော်တို့ကအချင်းကွိုင်းနဲ့အဲလဲပြီးတော့အချင်းလုပ်လို့ရမယ်ပေါ့နော်။ဒါကြောင့်လာစင်လာမယ်အီဗန်ဖြစ်ပါတယ်။ အဲ့တော့တလားတခါကုကြဲတဲ့ collateral စကင်လေးပါလို့ရှိရင်ဒီလိုနည်းနဲ့ကုန်စင်လို့ရတယ်ပေါ့ကကြောဒီနည်းကတော့ကျွန်တော်အေးအီးဘန်ကြောင့်ကိုပြောမှာမဟုတ်ဘူးအဲ့ဒီအီးဘန်ကကျွန်တော်တို့ဟို diamond နဲ့အေးဘဲသုံးရမှာမဟုတ်လို့ကျွန်တော် COE ကြီးပဲသုံးရလည်းမဟုတ်ဘူးပေါ့နော်အဲ့လို diamond နဲ့ COE နဲ့တွဲသုံးပြီးတော့ကုန်စင်ရမယ့်အီးဘန်ဖြစ်ပါတယ်ဘာပဲပြောကျွန်တော်အခုလက်ရှိလာနေတဲ့ collateral အီးဘန်တွေတဲ့ဆိုင်တော့ကျွန်တော် diamond အများကြီးတက်တာတဲ့အီးဘန်လို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့အစ်တထွက်တဲ့ collateral တော့ပါကျွန်မပါလိမ့်မယ်ဒါပေမဲ့အရင်ထွက်ပြီးတဲ့ collateral တွေကိုယူချက်ပြီးဝယ်လို့ရတယ်ပေါ့ကဲကျွန်တော်ဒီနေ့ကတော့ brother တို့အဲ့ဒီ event က ကျွန်တော်တို့ original server ကိုကျွန်တော်တို့ဖေဖော်ဝါရီလเนาะနောက်လ2026ဖေဖော်ဝါရီလတည့်နေ့မှာလာမယ်လို့ခန့်မှန်းနေပါတော့เออล้อเซ่တော့အပန်းဆာဘာမှာလာနေပြီဒါပေမဲ့ကျွန်တော်က original server ကိုနောက်လာနောက် sorry နောက်နေ့ကျွန်တော်တို့အဖေဝါရီလတည့်နေ့မှာလာမယ်ပေါ့အဲ့တော့ကျွန်တော်အဲ့ဒီလာတဲ့ event ကိုကျွန်တော်အခုခေတ်ကကျွန်တော်ကအဲ diamond တွေကြိုးစုထားမယ်ကျွန်တော် CEO တွေကြိုးစုထားတဲ့နီးလေးနဲ့ဇာတ်လေးနဲ့ပြပေးမယ်ပရသတော့ကျွန်တော်ဇာတ်နှစ်ခုနဲ့ပြပေးပါဘောနော်ပထမဆုံးဇာတ်ကတော့ကျွန်တော် CEO နဲ့ diamond ကိုစုတဲ့ဇာတ်ကိုစပြီးပြပေးမယ်ပြီးရင်တော့ကျွန်တော်အဲ့ ဇရာကျွန်တော်စီဝင်နဲ့ဒိုင်မွန်ဆုတဲ့ဇရာပြီးလို့ရှင်ဒေါ်လေးကိုဇရာလေးမှာတစ်ခါတည်းပြပြအောင်အဲ့တော့ဇရာကနှစ်ခုပြပြမှာဖြစ်ပါတယ်နည်းနည်းလေးတော့ရှုပ်ရှင်ရှုပ်လိမ့်မယ်နည်းနည်းလေးဟိုကျွန်တော်လည်းတန်းတန်းလောက်ရှင်းပြပြမှာ brother တို့လည်းမရှင်းကျွန်တော်တကောမှမလာမေးလို့ရတာပေါ့နော်ကဲဇရာလေးရထုံးစံနိုင်မှာကျွန်တော်ဒီ view decoration မှာလင်းလေးချပေးရမယ်ကျွန်တော်သွားပြီးစေလို့ရတယ်ပေါ့နော်ကဲဆောင်းလာပြတော့ကျွန်တော်ဒီဟာကိုကျွန်တော်က weekly pack လေးတွေဝယ်ခြင်းနဲ့ကျွန်တော် diamond လေးလည်းစုမယ် စီအိုလေးလည်းစုမယ်ပေါ့နော်အားလုံးနှစ်ခုလုံးစုပြီးတော့အဲဂုံစင်းလို့ရတဲ့နီးလေးပြောပြပေးမှာဖြစ်ပါတယ်ကဲဒီမှာကကျွန်တော်တို့အားလုံးမြင်တဲ့အတိုင်းပဲကျွန်တော်တို့အဲ starlight ကတ်ကိုအဲဝဲပြော့လဲကျွန်တော်တို့ COE စုလို့ရတယ်ပေါ့နော်ဒီမှာကျွန်တော် starlight ကတ်ကျွန်တော်တခါဝဲလိုက်လို့ရှိရင်ကျွန်တော်တို့ကကျွန်တော်ဒီမှာအဲ COE 300တန်းပြန်ပေးမယ်ပေါ့နော်အဲ starlight ကတ်ကိုတန်းပြန်တက်လို့ရှိရင် အဲစီဝေးသုံးရတန်းပြီးတော့သူကတန်ပြန်ပြေးမယ်ပေါ့နော်ကဲအဲ့အားလေးလည်းထည့်ပြီးတွက်ပြပေးတော့မှာဖြစ်ပါတယ်ကဲလောလောဆယ်ကျွန်တော်တို့ဒီအဲဘန်ဆာဘာမှာလာနေတဲ့ event မှာကျွန်တော်တို့ဘာတွေပါမလဲတစ်ချက်ကြည့်မယ်ပေါ့နော်ဘာတွေပါမလဲဆိုရင်ကျွန်တော် event show မှာတစ်ချက်ကြည့်မယ်ဆိုအိတ်ချင်းကွန်ကျွန်တော်တို့က၈၀၀နဲ့၄၀၀ပဲပေါ့နော်ဒီမှာကျွန်တော် ever ပါမယ်လဘလူပါမယ်ကုရှင်ပါမယ်အင်ဂျလာပါမယ်ကျွန်တော် brand ပါမယ် အဲ quality နဲ့ဒီကောင်းလေးပါမယ်เนาะ lucky box လေးလည်းပါမယ်ဒီ lucky box 6လေးစနဲ့လေးရမယ်ပေါ့เนาะအဲ့တော့ကျွန်တော်ဒီမှာကအဲကျွန်တော် quality လေးနဲ့9កောင်းပါမယ်ဒီလက်အတွက်9កောင်းပါမယ်ပေါ့နောက်လာဆိုရင်နောက်တစ် quality 9កောင်းထပ်ပြီးပြောင်းလဲတော့မှာဖြစ်ပါတယ်အဲ့တော့ဘာသာတော်နေနဲ့ဒီလက်မကြောက်ဘူးဆိုနောက်လာမှာထပ်ပြီးတော့ဂုံဆင်းလို့ရတယ်ပေါ့เนาะကဲဟုတ်ပြီအဲ draw အနေနဲ့ကတော့တစ်ချက်ကြည့်မယ်ဆိုရင်ကျွန်တော် daily discount အနေနဲ့ diamond 50 95လုံးနဲ့လှည့်လို့ရမယ်ဒီမှာကတော့ tan draw ပေါ့เนาะအဲတမ်းပါတဲ့ short z ဒီကောင်းကတော့ကျွန်တော်တို့ diamond 9ရောက်450နဲ့ စလဲလို့ရအောင်နော်ဒီမှာ COE နဲ့လည်းလှည့်လို့ရတယ်တိုင်းမွန်းနဲ့လည်းလှည့်လို့ရအောင်နော်အဲ့တော့ကျွန်တော်တို့ကဒီ COE တွေစုမယ်တိုင်းမွန်းတွေလည်းစုမယ်ပေါ့အဲ့တော့ကျွန်တော်ဒီမှာ COE ကိုကျွန်တော်ဘယ်လိုရဘယ်လိုနည်းနဲ့ရယူလို့ရမလဲဆိုတော့ Starlight ကဝယ်လို့ရှိရင်ကျွန်တော်ကဒီမှာဘာရမလဲ COE 300တန်းပြီးရမယ် Starlight ဝယ်လို့ရှိရင်နော်ဒီမှာကကျွန်တော်တို့နေ့စဉ်ဝယ်လို့ရတယ်ကျွန်တော် COE ဘုံလေးရှိမယ်အဲ့ဒါကကျွန်တော်တို့အဲနေ့စဉ်တင်းတို့ဒီချိန်ဝယ်လို့ရတာပေါ့နော် အဲ့ဒီမှာ CO ရဲ့အနည်းဆုံး10လုံးကနေပြီးတော့ကျွန်တော်15လုံးအထိအဆော်ဒီ10လုံးကနေပြီးတော့ကျွန်တော် CO 50တိပေးတယ်ပေါ့အဲ့ဒါကျွန်တော်တို့နေ daily ဝယ်လို့ရတဲ့ပုံဖြစ်ပါတယ်ဒီဘက်ကကျွန်တော်တို့လစဉ်တပုံးမဲ့ဝယ်လို့ရတယ်ကျွန်တော်တို့က time 90လုံးကြာမယ်တလောက်လိုချိန်မဲ့ဝယ်လို့ရမယ်ပေါ့နော်အဲ့ဒီဘုံလေးတွေဝယ်ရဲဟာရင်ကျွန်တော်အဲ CO တွေစုပြပြီးသွားမယ် diamond တွေလည်း weekly ပါလေးထည့်ပြီးတော့ CO တွေလည်းစုမယ် diamond တွေလည်းစုရဲဇာတ်လေးပြပြပေးမယ်ပေါ့နော်ဒီမှာကျွန်တော်တို့ ဲ daily ကတော့ကျွန်တော်တို့ COE အနည်းဆုံး10%နဲ့အများဆုံး50%ရမယ်ကျွန်တော်တို့အဲလစဉ်အထုတ်ကတော့တလောက်တစ်ချိန်မျိုးဝယ်လို့ရမယ်သူကတော့ကျွန်တော်တို့အနည်းဆုံး COE 120နဲ့ပြီးတော့200အထိရမယ်ပေါ့နော်ကဲအဲ့ဒါကျွန်တော်တို့ဒါလေးအရင်ဝယ်ကြည့်မယ်ပေါ့နော်ဘယ်လောက်ထိအနည်းဆုံးကျွန်တော်အခုဆွဲပြတဲ့ဈေးအားမှာကတော့အနည်းဆုံး COE ဒီဘက်ကကျွန်တော် daily ဘုံဆိုရင်လည်းကျွန်တော်10လုံးနဲ့ပဲတွက်ပြပေးရတယ်ကျွန်တော်တို့ လာစင်ပုံးဆိုရင်လည်းကျွန်တော်လာစင်ပေါက်မှာဆိုရင်လည်းကျွန်တော်ကအနည်းဆုံးဒိုင်းမွန်အာ sorry COE 120တွေ့ပြပေးထားတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဇရားတိုင်းသွားမယ်ဆိုရင်တော့ brother လုံးနေနဲ့ပိုးပြီးများဖို့ပဲရှိပါတယ်နော်ကျွန်တော်ကအနည်းဆုံးနဲ့တွေ့ပြပေးထားတယ်ပေါ့နော်ဒီထဲမှာကျွန်တော်ကျွန်တော်ဒီမှာ30နဲ့ကျွန်တော်ဝယ်လိုက်ပေါ့နော်ဒီမှာတော့90တိရနိုင်တယ်30လဲရနိုင်တယ်55လဲရနိုင်တယ်70လဲရနိုင်တယ်ဗောနော်အဲ30လဲရနိုင်တယ်မယ်အဲကျွန်တော်တရားလေးစဉ်စမ်းဝယ်ကြည့်တယ်ခင်90ရရပါဗောနော် ကျွန်တော်ကတော့ကျွန်တော်ကဘလောက်နဲ့တွေ့ပြပေးရလဲဆိုရင်ကျွန်တော်က10နဲ့တွေ့ပြပေးတာဒါကျွန်တော် daily ပေါ့နော်ဒါကျွန်တော်တို့ဒါကတော့ကျွန်တော်တို့တစ်လတစ်ခါပေါ့ကဲဆက်သွားကြည့်မယ်တရားလေးစရိရနော်အဲ့တော့ကျွန်တော်က190နဲ့တွေ့ပြထားတာကို140ရရတယ်10နဲ့တွေ့ပြပေးအောင်20ရရအဲ့တော့မစိုးဘူးလားလို့ကျွန်တော်ပြတော့တွေ့ပြထားတဲ့ဟာတိုင်းဆိုရင်အဆင်ပြေတယ်ပေါ့နော်ကဲဟုတ်ပြီအဲ့တော့ကျွန်တော်တို့အဲ့အလီဝယ်နေနီးနေကျွန်တော်ကဆက်သွားမယ်နေ့စဉ်ဘုံလဲဝယ်လို့ရတဲ့ဟာလေးပါမယ်နော်နေ့စဉ် အဲ daily daily ဝယ်လို့ရတဲ့ဘုံလေးတွေထည့်ပြီးတွေ့ကြပြီးသွားမယ်ပြီးရင်လစဉ်ဘုံလေးတွေကျွန်တော်ထည့်ဝယ်တဲ့နည်းလေးပဲထည့်ပြီးတွေ့ကြပြီးတော့အဲဒါကျွန်တော်ဇီယားလေးတစ်ချက်တူတော့ကြည့်လိုက်အောင်နော်ဒီမှာလည်းနေကြားသွားပြီးဖြစ်ပါတယ်ကဲဝီဒီဇီယားကတော့ဆွမ်းနာပြောသလိုပဲကျွန်တော်ဒီဇီယားက diamond နဲ့ COE ကျွန်တော် COE ကိုစုတဲ့ဇီယားပေါ့နော်ဒါ draw ဇီယားမဟုတ်သေးဘူးအဲဒါကျွန်တော်ဒီဟာလေးကိုစပြီးစုမယ်ပေါ့နော် diamond လေးနဲ့ COE လေးကျွန်တော်တို့အဲ အီဗန်လာမယ်ကျွန်တော်တို့ဖေဝါရီလတရက်နေ့အထိဆိုရင်ကျွန်တော်တို့ကဒီဇယ်ရတဲ့သွားမယ်ဆိုရင် COE ဘယ်လောက်ရမလဲ diamond ဘယ်လောက်ရမလဲဆိုတော့တစ်ချက်ကြည့်မယ်ပေါ့နော်အဲဒီဓာတ်လေးနဲ့အီဗန်လာမယ်ကျွန်တော်စပြီးတော့လှည့်မယ်ပေါ့နော်ကြည့်ရကျွန်တော်တို့နိုဝင်ဘာလ7ရက်နေ့ကစမယ်ပေါ့နော်ကျွန်တော်ကတပတ်ရှင်းပြသွားမယ်ကျွန်တော်တို့ဟိုဘူဂလီဘတ်တပတ်ရှင်းထည့်ပြီးတော့ကျွန်တော်ဂုံးစင်းတဲ့နီးလေးပေါ့နော်စနေနေ့ရစပြီးတော့ထည့်မယ်ဆိုရင်၁၉နှစ်လေးဆိုရင်ကျွန်တော်တို့တပတ်ပြည့်တယ်အဲ့ဒီမှာကျွန်တော်တို့ weekly ဘတ်တပတ်ထည့်လို့ရှိရင် COE ဘယ်လောက်ရမလဲ diamond ဘယ်လောက်ရမလဲတစ်ချက်ပြမယ်အဲ့တော့ကျွန်တော်တို့ ဟိုတပတ်ချင်းစာအတွက်ပြပြပါဘောနော်ဟိုတရချင်းစာမဟုတ်ဘူးပေါ့ကဲအဲ့တော့တစ်ချက်ရှိရပါနော်အဲတော့ကျွန်တော်နိုဝင်ဘာလ10ရက်နေ့ကစပြီးတော့ကျွန်တော်ဝီလီဘတ်တစ်ခုထည့်လိုက်မှာပါနော်အဲ့တော့ကျွန်တော်တို့နိုဝင်ဘာလ10ရက်နေ့ကစပြီးထည့်မယ်ဆိုရင်19ရက်နေ့အထိကိုကျွန်တော်တွက်ပြပြီးတော့မှာဖြစ်ပါတယ်ကျွန်တော်10ရက်နေ့နေပဲ19ရက်နေ့ဂျာလာမှာ9ရက်ဂျာလာပေါ့နော်အဲ့တော့ကျွန်တော်တို့စနေနေ့ကနေပြီးတော့စထဲမယ်ကျွန်တော်ဝူဒီဘတ်တစ်ပတ်ထည့်မယ်ပေါ့အားလုံးစုစုပေါင်းကျွန်တော်တို့ကတစ်ပတ်အတွင်းမှာတိုင်းမော်ကျွန်တော်က290ရရမယ်ပေါ့နော်အဲ့မှာကျွန်တော်တို့ daily value ချက်နေပြီးတော့ကျွန်တော်တို့က အဲတနေ့ကိုတစ်ခါဝယ်ဝယ်သွားမယ်ဆိုရင်ကျွန်တော်တို့က diamond 150ကုန်မယ်နော်အာကျွန်တော်နေ့စဉ်ဝယ်ယူခြင်းပုံလေးရှိတယ်နော်ကျွန်တော်ကျွန်တော် event မှာပြခဲ့တဲ့ daily ဝယ်လို့ရတဲ့ပေါက်လေးရှိတယ်အဲ့ဒီပေါက်ကိုဒီနေ့တစ်ခါဝယ်သွားမယ်ဆိုရင် diamond 150ကုန်မယ် CO စုစုပေါင်းအနည်းဆုံး80လေးရမယ်ကျွန်တော်အနည်းဆုံးနော်အနည်းဆုံး80လေးရမယ်အဲ့ကြောင့်လုံဝင်ပါလာတဲ့လစဉ်ဝယ်ယူခြင်းနေပြီးတော့ကျွန်တော်တို့ကအဲ diamond 96လုံးနဲ့ပေါ့နော်ဝယ်လိုက်မယ်ဆိုရင်ကျွန်တော်တို့က အဲ့မှာကျွန်တော်တို့ကဘလောက်ကြံလဲဆိုတိုင်းပေါင်း50တလုံးကြံမယ်ကျွန်တော်တို့ရဲ့ CO2 ရနှစ်အားနဲ့၄ဦးလောက်ဖြစ်သွားမယ်ပေါ့နော်ဒါကြောင့်အနည်းဆုံးတို့ကြောက်ပြတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်နေ့စဉ်ကျွန်တော် CO2 ရတာအကအလုံးစုစုပေါင်းလိုက်မယ်ဆိုရင်တစ်ပတ်အတွင်းမှာကျွန်တော်တို့က CO2 190တေရမှာဖြစ်ပါတယ်အဲ့ဒါကျွန်တော်တို့အဲ CO2 စုစုပေါင်းပေါ့နော်အဲ့ကျွန်တော်တို့အဲ့ဒီ normal 10နဲ့ normal 19နဲ့ဒီကို စကူရဲ့နေ့ဒီ16ရက်နေ့ဒီဆိုကျွန်တော်တို့ကတပတ်ပြည့်တာပေါ့နော်အဲဒါဆိုကျွန်တော်စကူရဲ့နေ့ဆိုတော့တပတ်ထပ်တယ်မဟုတ်ဘူးနော်အဲဒါဆိုကျွန်တော်စကူရဲ့နေ့ဆိုရင်တော့ဝူဒီပတ်တစ်ခုထပ်တယ်မယ်အဲဒါဆိုဒိုင်းမဆုစုပေါ်နေရာ97ဖြစ်မယ်နော်အဲဒါကျွန်တော်တို့ကတပတ်စာလုံးပေါ့နော်တပတ်စာလုံး297ဖြစ်မယ်အဲဒါ daily အနေစဉ်ဝယ်ယူရနေပြီးကျွန်တော်ဒိုင်းမွန်ဟိုဒါကျွန်တော်ဒီဂျာရဒိုင်းမွန်ကြံတာနော်ကြံတဲ့စုစုပေါင်းကျွန်တော်ကတ်ပုံမှန်ပြောခဲ့တာကျွန်တော်ကုန်တယ်လို့ပြောခဲ့မိတာနော်ဒါကျွန်တော်တို့အဲလက်ကြံဒိုင်းမွန်ကျွန်တော်ပြပေးထားတာပေါ့နော်ရမယ်ဟိုဒိုင်းမွန်စုစုပေါင်းရဲ့ အဲရမယ်အစီအစဉ်စုစုပေါင်းကိုကျွန်တော်ပြပေးတာဖြစ်ပါတယ်ကျွန်တော်တို့ဂျာဟိုကုန်ကြမဲ့ဒိုင်းမွန်တွက်မပါဘူးပေါ့နော်ကျွန်တော်ဆုံးတော့အပေါ်မှာပြောရရင်လည်းမှားသွားတယ်အဲ့တော့ကျွန်တော်နိုဝင်ဘာလ၁၀ရက်နေ့ရောက်ပြီဆိုကျွန်တော်ဝီဒီဘတ်နောက်တစ်ခုထပ်ထည့်မယ်ပေါ့အဲ့မှာကျွန်တော်တို့ကအဲဒိုင်းမွန်စုစုပေါင်း190လုံးရှိမယ်ပေါ့အဲ့မှာကျွန်တော်နေ့စဉ်ဝယ်ယူရင်းအတွက်ကျွန်တော်ကုန်ကြစည်းကအဲဒိုင်းမွန်လေးကုန်သားရတဲ့အတွက်ကျွန်တော်တို့ရဲ့လက်ကျန်ဒိုင်းမွန်က200လုံးပဲကျန်မယ်ဒါပေမဲ့ CO ရဲ့355ဖြစ်သွားမယ်ပေါ့အဲ့ဒါကျွန်တော်တို့ဒီဘတ်တွင်းမှာနိုဝင်ဘာ၁၉ရက်နေ့အားလုံးစုစုပေါင်း COA ကကျွန်တော်တို့420နဲ့5လုံးတည်းရမယ်ပေါ့နော် ပြီးကျွန်တော်တို့အဲ26ရက်နေ့လीဆိုတော့တော့ဝီဘတ်တကူထပ်ထည့်မယ်တပတ်ကုန်သွားပြီအဲ့မှာကျွန်တော်တို့ကလက်ကြံတိုင်းမစုစုပေါင်း420လုံးရှိမယ်ပေါ့နော်ကျွန်တော်အားလုံးစုစုပေါင်း420လုံးကြံမယ်အဲအဲ့မှာကျွန်တော်တို့ daily wave ရက်နေပြီးတော့ diamond လေးနည်းနည်းကုန်မယ်အဲ့မှာကျွန်တော်တို့နေ့စဉ် wave ရက်ပေါက်လေးတွေဝယ်တဲ့အတွက် diamond 300လုံးမှကြံမယ် COE ရတော့900လုံးဖြစ်သွားမယ်ပေါ့နော်ကဲအားလုံးကျွန်တော်26ရက်နေ့ဆိုရင်ကျွန်တော် COE စုစုပေါင်းက900 96လုံးတိရယူပဲဖြစ်ပါတယ်။ကဲဒီဇင်ဘာလ3ရက်နေ့ကျနောက်တစ်ခုထပ်ထည့်မယ်။ အဲ့မှာကျွန်တော်တို့ရဲ့လက်ကျန်တိုင်းပေါ်9 80လောက်လုံးဖြစ်မယ်အကုန်လာမဘူးเนาะတိုင်းပေါ်ပေါင်ပေါင်သွားတာဖြစ်တဲ့အတွက်များလာမှာဖြစ်ပါတယ်9 80လောက်လုံးဖြစ်မယ်အဲ့မဲ့ကျွန်တော် daily wage ရန်အတွက်ကုန်ကြစည်အနေနဲ့များသွားတာဆိုရင်ကျွန်တော်တို့ရဲ့လက်ကျန်တိုင်းပေါ်9 80လောက်လုံးကျန်မယ် CO ရဲ့6633ဖြစ်မယ်ပေါ့เนาะကျွန်တော်ဒီဇင်ဘာလအတွက်လာစဉ် wage ရှင်းပါเนาะအားအားကဘာလဲဆိုရင်ကျွန်တော်တို့အဲဟိုတက်လာတခါဝယ်ရဲပေါ့လीเนาะအဲ့ဒါလေးကျွန်တော်ဝယ်လိုက်မယ်ဆိုရင် ဒါမှမဟုတ်99လုံးကြမ်းမယ်ကျွန်တော်တို့ရဲ့99လုံးကြမ်းမယ်လက်ကျန်တိုင်းမို့400နဲ့နှလုံးကြမ်းမယ်ပေါ့နော် CO ရ983ဖြစ်သွားမယ်အနည်းဆုံးတော့ဒါတော့ဒီထဲမှာကိုကကန်ကောင်းကောင်းလို့တို့ပေါသွားရင် CO ပို့ရမယ်ဒါမှမဟုတ်လည်းပို့ရမှာပေါ့နော်ကဲဒီဇင်ဘာလအဲ့တိုင်းလေးပဲလောက်သွားကြအောင်နော်အဲ့တော့ကျွန်တော်တပတ်တစ်ခါထည့်သွားမှာပေါ့အဲ့တော့ COA အနေနဲ့ကဒီဇင်ဘာလ3ရက်နေ့ဒီဆိုရင်ဒါမှမဟုတ်လေရနှလုံးရှိမယ် COA 853ကြမ်းမယ်ဒီဇင်ဘာလ10ရက်နေ့မှာနောက်ခုထပ်ဖြဲမယ်အဲ့မှာကျွန်တော်တို့ရဲ့အဲ ဒီမှာဒီဇင်ဘာလ10ရက်နေ့ဒီမှာ16ရက်နေ့အတွင်းမှာကျွန်တော်ရဲ့နော်ဟို COE အဲပေါက်ကလေးနေ့စဉ်ဝယ်တဲ့ပေါက်လို့ရှိရင်အဲ့အလေးလေးလည်းဝယ်မယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ရဲ့လက်ကျန်တဲ့မူ950လုံးချမ်းမယ်ကျွန်တော်တို့ရဲ့အဲ daily ဝယ်ထားတဲ့အဲ COE ပေါက်လေးရတဲ့ဟာလေးအနည်းဆုံးတွေ့မှာဆိုရင် COE 1000လုံးရှိမယ်ပေါ့နော်ကဲဒီဇင်ဘာ16မှာနောက်ခုထပ်ထည့်မယ်အဲ့လိုပဲကျွန်တော်တို့ ဒေလီဘော်ရီနဲ့ဖောက်သွားမယ်လက်ကျန်နိုင်မွန်900နှလုံးကြံမယ်ကျွန်တော်တို့အဲ COE က1160တခုတည်းရမယ်ပေါ့ဒီနှစ်ပတ်24မှာနောက်တစ်ခုထပ်ထည့်မယ်ဝီလီဘတ်နေနဲ့တော့တပတ်တခါထည့်ရမယ်ပေါ့နော်ကုလီကစုသွားမှာဖြစ်ပါတယ်အဲ့ဒီမှာကျွန်တော်တို့ကအဲဒေလီဘော်ရီဖောက်မယ်ဒိုင်းမွန်850နှလုံးကြံမယ်ကျွန်တော်တို့ရဲ့ဒီမရ24ရဲ့နေ့တပတ်အတွင်းမှာဆိုရင်ကျွန်တော်တို့က ဒီဇင်ဘာလ20ရက်နေ့31ရက်နေ့အတွင်းတပတ်အတွင်းမှာကျွန်တော်တို့ရဲ့ COE က1335လုံးဖြစ်မယ်လက်ကျန်တိုင်းမော152လုံးကျန်မယ်ပေါ့ဒီမှာ30ဒီနေ့မှာကျွန်တော်နောက်ထပ် Wi-Fi တစ်ခုထပ်ထည့်မယ်ကျွန်တော်တို့ရဲ့ Diamond စုစုပေါင်း1092လုံးကျန်မယ်ပေါ့နော်ကျွန်တော်တို့နေဒီဝင်ချင်းကုန်မယ်ဆိုရင်ဒီဒီဒီဘောက်လေးဖောက်လိုက်မယ်ဆိုရင်ကျွန်တော်တို့ရဲ့လက်ကျန်တိုင်းမှာ1000နဲ့ကျွန်တော်တို့နှလုံးကျန်မယ်ပေါ့ အဲ့ဒီမှာဒီဇင်ဘာ31ရက်နေ့ဟာစပြီးတပတ်အတွင်းမှာကျွန်တော်တို့ရဲ့လက်ကျန်တဲ့မတရားထောင်းတဲ့နှလုံးကြံမဲ့ COE နဲ့ထောင်းလဲ69ဒီရိုက်ပဲဖြစ်ပါတယ်ဒါကျွန်တော်တို့အနည်းဆုံးတွေ့ပြပြီးတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒါကကျွန်တော်တို့ COE နဲ့ဒိုင်းမွန်ဆူရမယ်ဇရားပေါ့နော်အဲ့တော့တပတ်တစ်ခါကျွန်တော်တို့ weekly ပါလေးထည့်သွားမယ်ကျွန်တော်တို့ daily ပေါလိနေ့တိုင်းဝယ်မယ်တစ်လတစ်ခါအဲဝယ်ရမယ်ပေါလိလည်းဝယ်ရမယ်ချိန်မှာတစ်လအတွင်းမှာဝယ်သွားမယ်ပေါ့နော် အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီဇင်ဘာလ31ရက်နေ့ထီဆိုကျွန်တော်တို့ရဲ့ဒိုင်မွန်စုစားတဲ့စုစုပေါင်း1000လနှလုံးကြမ်းမယ်ပြီးရင် COE နဲ့1069လုံးရယူပဲဖြစ်ပါတယ်ဒါကကျွန်တော်တို့ဒီဇင်ဘာလအဲကျွန်တော်31ရက်နေ့ထီဆိုရင်ဒါကျွန်တော်တို့ရဲ့ဒိုင်မွန်ပမာဏနဲ့ COE ပမာဏဖြစ်ပါတယ်အဲ့ဒီနှစ်ခုကိုပေါင်းပြီးကျွန်တော်တို့ကအဲလာမယ့် email မှာဒီဟာကိုဒီဒိုင်မွန်ပမာဏနဲ့ကျွန်တော် COE ပမာဏနှစ်ခုပေါင်းပြီးတော့ကုန်စင်ကြည့်မှာဖြစ်ပါတယ်အဲကျွန်တော်တို့တော်စရာလေးကိုတကယ်တော့ကြည့်မှာဖြစ်ပါတယ်အဲကျွန်တော်ဒီရာလေးကိုနားလည်ပြီးမထင်ね နော်ဒီကတော့တပတ်တခါဝီကီပါလီဝယ်မယ်ပြီးရင်ဒီနေ့တိုင်းဝယ်ရမယ်ပေါလီကိုနေ့တိုင်းဝယ်မယ်ဒါတခါဝယ်ရမယ်ပေါလီကိုလည်းဝယ်မယ်ပေါ့အရင်ဒီတပတ်တခါကျွန်တော်ဝီကီပါလီထည့်ပြီးတော့ကုန်းစင်းသွားကြုံမှာပဲဗျနော်ကဲကဲကျွန်တော်ဒီစရာလေးတော့ဆွမ်းနာပြောပြောအောက်မှာသွားပြီးဒေါင်းလို့ရပါတယ်အဲ့ဒါကျွန်တော်တို့ဒေါ်စရာလေးကိုတစ်ချက်သွားကြည့်အောင် ကဲဒါကဒါကျွန်တော်တို့ event လာတဲ့ချိန်မှာ draw ရမယ်ကျွန်တော်တို့ draw စရာပေါ့နော်ဆွမ်းနာကျွန်တော်တို့က COE နဲ့တိုင်မို့ဆုရစရာဒီကကျွန်တော်တို့အဲ draw လောက်ရမယ်စရာပေါ့နော်ကဲဟုတ်ပြီကျွန်တော်တို့ဒီမှာတစ်ချက်ကြည့်မယ်တွန်းရတဲ့အတိုင်းမပါမယ်တွန်းရတဲ့ COE ပါမယ်လက်ကျန်တိုင်းမပါမယ်ကျွန်တော်တို့လက်ကျန် COE ပါမယ်ကျွန်တော်စုစုပေါင်း draw ပါမယ်ပေါ့နော်ကျွန်တော်စုံအောင်လို့နည်းနည်းပြောထည့်ပေးထားတယ်ကဲဘာလို့လဲဒီစရာလေးကိုဆွမ်းနာပြောလို့ comment မှာတွားပြီးယူလို့ရရပါနော်ကဲဟုတ်ပြီအားသူကျွန်တော်တို့ အဲပွဲမစမီကျွန်တော်တို့ရဲ့စုဆောင်ရရှိထားတဲ့ဟာကျွန်တော်တို့ကဒိုင်မွန်နေနဲ့ထောင်နဲ့နှလုံးရှိမယ် COE နဲ့1460လုံးရှိမယ်ပေါ့နော်ဒေါ်လာကျွန်တော်0ပေါ့နော်ကဲပွဲစပြီဆိုရင်ကျွန်တော်တို့ရဲ့အဲအားလုံးစုစုပေါင်းသုံးရတဲ့ဟာမရှိသေးဘူးညောင်ကြာကျွန်တော်အောက်ကိုတစ်ချက်သွားမယ်ပေါ့နော်တစ်ချက်သွားမယ်အဲကျွန်တော်တို့အဲလုတ်ရမယ်ဟာတော့ကျွန်တော်အစင်းတိုင်းလုတ်သွားကြအောင်ပေါ့နော်ဟိုရက်တော့မဟုတ်ဘူးရက်တော့မဟုတ်ဘူးရက်တိုင်းသွားလို့မရဘူးပေါ့နော် အဲလိုရမဲ့လုပ်ငန်းစဉ်တင်းနေတုံးလေးကျွန်တော်ဆင်လိုက်ပက်တက်ပြီးတယ်ဒါကျွန်တော်ဒိတ်မဟုတ်ဘူးနော်လုပ်ငန်းစဉ်ကိုကျွန်တော်တင်းနေတုံးလေးတက်ပြီးတယ်ဒါဖြစ်ပါတယ်ခင်အဲ့ဒါကျွန်တော်တို့ပထမအောင်ဆုံးနေကျွန်တော်30ရဲ့အဲ draw ဆွဲမယ်ပေါ့နော်30 draw ဆွဲမယ်ဆိုရင်ကျွန်တော်တို့ကအဲဆုံးကကျွန်တော်တို့မှာရှိတဲ့ကျွန်တော်လက်ကျန်ဒိုင်းမွန်းနဲ့ COE နှစ်ခုပေါင်းပြီးဆွဲမှာနော်30 draw ကျွန်တော်တို့ကတခါလဲဆွဲမယ်ပေါ့နော်ဆွဲမယ်ဆိုရင်ကျွန်တော်တို့က COE နည်းနည်း850တုံးရမယ်ပေါ့နော်ဒိုင်းမွန်းက COE 850တုံးပြီးတော့30 draw ဆွဲလိုက်မယ်ပေါ့ ကျွန်တော်တို့ကအဲ့မှာ COE အနေနဲ့ကဘယ်လောက်ကြံမလို့နောက်တစ်ချက်ပြပါမယ်ကျွန်တော်ဒီမှာနည်းနည်းလေးမုံထားလို့ COE သုံးတဲ့ COE ကတော့ကျွန်တော်တို့953သုံးရပါတော့လက်ကျန်တိုင်းမုံက1000နဲ့နှလုံးကြံမယ်အဲ COE လက်ကျန်တိုင်းမုံကကျွန်တော်တို့919ပဲကြံမယ်ပေါ့နော်အဲကျွန်တော်တို့ total draw အနေနဲ့30 draw ရမယ်ကဲနောက်တစ်ဆယ်ချင်းထပ်ပြီးဆွဲမယ်ပေါ့နော်ဆယ်ချင်းထပ်ဆွဲမယ်ဒိုင်းဝန်း3ပဲပေါ့ဒိုင်းဝန်း453ပဲဒိုင်းဝန်း453ပဲသုံး COE အဲ့မှာမသုံးသေးဘူး ကဲအဲ့ဒီမှာကျွန်တော်လက်ကျန်တိုင်းပေါ်က900အဲကျွန်တော်တို့52လုံးကျန်မယ်ပေါ့နော်ထောင်ထောင်နဲ့နှုတ်လိုက်တာဟုတ်ကျွန်တော်950လုံးကျန်မယ် CO ရတော့939လုံးအဲအဲ့တိုင်းမှာကျန်မယ်ပေါ့နော်ငါ40တော့ဖြစ်သွားမယ်ပြီးတော့စားလိုက်ကဝယ်မယ်ပေါ့နော်စားလိုက်ကကိုကျွန်တော်တို့ကအဲတစ်ခါဝယ်လိုက်မယ်ပေါ့အဲ့မှာကျွန်တော် CO 3ဟာရတယ်ပေါ့နော် CO 3ဟာရတယ်တိုင်းဝက3ကနှုတ်သွားတယ်ပေါ့ဒါပေမဲ့ CO ရဲ့3ကပြန်ရတယ်အဲ့မှာကျွန်တော်လက်ကျန်တိုင်းဝက်250ကျွန်တော်နှစ်ခု ြန်နေပေါ့နော် COE နည်းနည်းကတော့ကျွန်တော်တို့ကအဲဘယ်လောက်ကြံ2019လောက်ကြံပေါ့ဒေါ်နေက40လောက်ဖြစ်သွားဒေါ်က40ဆိုတော့ကျွန်တော်ထပ်မဆွေးသေးဘူးဒါကြောင့် Starlight ကဝယ်ရအောင်ပြပေးတယ်နော်ကဲအဲ့ဒါကျွန်တော်တို့အဲ5ဒေါ်လဲ့5ဒေါ်လဲ့မယ်ဆိုရင်ကျွန်တော်တို့က Diamond 3ပဲပေါ့နော် Diamond 3ကကျွန်တော်တို့253လဲ့မယ် COE မသုံးဘူးအဲ့မှာကျွန်တော်တို့ရဲ့ကျွန်တော်လက်ကြံတိုင်းပေါ့ကျွန်တော်တို့အဲနှလုံးကြံပေါ့နော် COE နည်းကတော့1000နဲ့ 16ခုကျန်သေးတယ်16ခုကျန်သေးတယ်ကျွန်တော်ဒေါ်နဲ့45တော့ဖြစ်သွားမယ်ဒါမှမဟုတ်ကျွန်တော်တုတ်ကန်ရဖို့ရှိတယ်ပေါ့နော်ကျွန်တော်ကအမဖရီတုတ်ကန်ဘာညာလဲလာဖို့ရှိတယ်ကျွန်တော်ကဒီဟာဟိုဒေါ်အကြီးတော်ကရတဲ့တုတ်ကန်မှာတွက်ပြပေးတာပေါ့နော်အဲ့ဒါကျွန်တော်တုတ်ကန်နည်းနဲ့6ခုတော့ရဖို့ရှိတယ်နော်6ခုတော့ရဖို့ရှိတယ်အဲ့မှာကျွန်တော်တို့ကဘယ်လောက်ဖြစ်သွားမလဲ45ဆိုတော့ကျွန်တော်တို့ကအဲ50ဒီလောက်ဖြစ်သွားမှာနော်50ဒီလောက်ဖြစ်သွားမယ်အဲ့မှာကျွန်တော်အချင်း၄၀ထပ်လှည့်မယ်အချင်း၄၀ထပ်လှည့်မယ် တဲ့ဇာတ်လေးတို့တခြားကြည့်လို့ပို့လို့လဲပေါ့နော်ကျွန်တော်လည်းဒီမှာဟိုတခြားလေးတို့အတွက်အဲပြပေးထားတာပေါ့နော်နည်းနည်းမှားလေးတော့ပါမယ်တော့မထင်ပါဘူးကျွန်တော်ခုလောက်တော့မှားတာမတွေ့သေးဘူးပေါ့နော်နားမယ်တော့ဇာတ်လေးတို့တခြားကြည့် comment မှာလာမေးလို့ရရပေါ့ပြန်နံပါတ်9အနေနဲ့ကျွန်တော်တို့အချိန်20လှဲ့ကျင်းနေဆက်လှဲ့လို့ချင်းကျွန်တော်တို့ကအဲစီအိုရင်းနဲ့ကျွန်တော်တို့903ပဲပေါ့နော်စီအိုရင်းနဲ့ကျွန်တော်တို့903လိုက်မယ်အဲဒါဆိုလက်ကျန်တိုင်းမှာကျွန်တော်နှလုံးမကြံပဲအဲစီအိုအနေနဲ့လည်းကျွန်တော်119ခုပဲကျန်တော့မယ် အဲ့မှာကျွန်တော်တို့50တိကနေပြီးတော့ထပ်ပေါ်ရင်ဒါကျွန်တော်တို့အချိန်20ဆိုတော့80တိဖြစ်သွားမှာပေါ့နော်အဲ့မှာကျွန်တော်တို့ကအဲ starlight ကိုကျွန်တော်တို့က starlight starlight ကိုထပ်ဝင်လိုက်ပေါ့နော် starlight ထပ်ဝင်ပြီးကျွန်တော်တို့5တိထပ်ဆွဲလိုက်မှာဆိုရင်ကျွန်တော်တို့ရဲ့ COE တုံးရတဲ့ဟာကျွန်တော်တို့120 5တုံးရမယ်ပြီးရင်လက်ကျန်တဲ့ဘုံနှလုံးမကျန်ပေါ့နော်ပြီးရင် COE လက်ကျန်တဲ့224ပဲကျန်မယ်ကဲ80တိကလည်းကျွန်တော်တို့80နဲ့ကျွန်တော်6ကိုရောက်တာပေါ့နော်ကျွန်တော်ကကျွန်တော်5ကြိမ်ထပ်ဆွဲလိုက်တာဟုတ် အဲ့တော့ကျွန်တော်တို့ကအားလုံးစုစုပေါင်းကျွန်တော်86ကျောင်းတို့ရမှာပေါ့နော်86ကျောင်းတိကျပေါ့ကျွန်တော်တို့အဲကွန်ရှစ်ရရယူပဲဖြစ်ပါတယ်ဒါသာကျွန်တော်အနည်းဆုံးတော့ကြာအနည်းအနည်းဆုံးတွေ့ပြပေးရတာကျွန်တော်တို့ COE အနည်းဆုံးရတဲ့ပုံမှန်နဲ့တွေ့ပြပေးထားတာဖြစ်ပါတယ်ဘာသာတော်တွေနဲ့ daily ပေါ့တွေဖွင့်တဲ့အချိန်မှာကျွန်တော် COE ပိုးရရင်ရလို့ဒီမှာအချိန်ပိုးများလာမှာဖြစ်ပါတယ်အနည်းဆုံး80ရောတော့လို့ရတယ်ပေါ့နော်တိကျပေါ့86 80ဆိုရင်တိကျပေါ့ကျွန်တော်တို့အဲ starlight uh, sorry collider တကောင်အချင်းလို့ရကွိုင်းရှယ်ယာရယူပဲဖြစ်ပါတယ်ကျွန်တော်မရမှာမရှိဘူးเนาะ ကဲနည်းနည်းလေးတော့ရှုပ်ရှင်လဲရှုပ်သွားလိမ့်မယ်ဒီမှာကျွန်တော်တွန်းရတဲ့အတိုင်းမော်တွန်းရတဲ့ COE အဲလက်ကျန်အတိုင်းမော်လက်ကျန် COE တူတူတော့ပေါ့နော်အဲ့ဒါကြီးကျွန်တော်တခြားလေးတော့လုတ်ပို့ကြလောသားလုံးနဲ့ရှင်းမယ်လို့ထင်တယ်ဒီတိုင်းလေးပေါ့နော်ဒီအခုဒီမှာပြတဲ့အမှတ်စဉ်ကရက်ဒိဆွဲရက်ဆွဲတိုင်းလောက်မယ်အမှတ်ဟိုပါမဟုတ်နော်ဟိုကို့မှာရှင်းရှိသလိုတက်ပြီးဆွဲသွားလို့ရတယ်ကဲဗျာကျွန်တော်တို့ဒေါ်လဲရမယ်ကျွန်တော်တို့ဇေယားလေးပေါ့နော်ဘရာသာလိုနဲ့မရှင်းတာရှင်ကိုမှလာမိလို့ရရင်ဒီဖီယူလေးကလည်းနည်းနည်းရှင်းသွားပြီဗျာနော် ရှင်းတာကတော့အားလုံးဒီမှာရှင်းနိုင်မယ်တော့ကျွန်တော်လည်းမထင်ဘူးအဲ့တော့မေးရရှင်းတော့ကိုမမလာမေးလို့ရတယ်ပေါ့တိတ်တယ်မှာလာမေးကျွန်တော်အားရရှင်ပြန်ဖြေပေးမယ်ပေါ့ဘာသာအနေနဲ့ဇာလေးကိုနားလေတဲ့လူတွေလည်းရှင်းနေတယ်ကိုမမဝင်ပြီးတော့ဆွေးနွေးသွားလို့ရပါတယ်ကဲโอเคဒါကကျွန်တော်တို့ဒေါ86 80လောက်နဲ့ကျွန်တော်တို့ကိုလာတာတကောင်ကုန်းဆင်းလို့ရတယ်လာတိုင်းကုန်းဆင်းလို့ရတယ်နော်ကျွန်တော်နောက်လာရတဲ့ဒီဇာလေးထပ်တင်ကြမလို့လာတိုင်းဒီဇာလေးတိုင်းသွားလို့ရတယ်အဲ့တော့ဘာသာအနေနဲ့ကိုလာတာတကောင်ကိုလာတိုင်းကုန်းဆင်းလို့ရတဲ့ဇာလေးပဲဖြစ်ပါတယ်โอเคကဲဂျူလီယာတက်တော့ပါ